မင်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့မေလ23ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့စစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီးအရာရှိတအူအပါဝင်28ဦးသေဆုံးက30ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းဒီကနေ့မနက်6နာရီခန့်ကမန္တလေးမြို့မှာအင်အား3.8အစင်းရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့သတင်း ်အသက်35နှစ်နဲ့60ကျော်အထိလူလတ်ပိုင်းနဲ့လူကြီးပိုင်းတွေကိုပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ဖို့လို့ဆိုတာပတ်စံပေးပြီးတင်နန်းပေးနေတဲ့တဲ့ရင်။တပည့်မျိုးနယ်တွေကစာတင်ချောင်းကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်ခဲ့လို့ဝေဖန်မှုတွေထွက်ပေါ်နေချိန်မှာစစ်ကောင်စီကလေးချောင်းလူငယ်တင်နန်းပေးတဲ့ရင်ကိုဝါဒဖြန့်ဖော်ပြတဲ့တဲ့ရင်။ညနေ6:00နာရီကနေမနက်6:00နာရီအထိညမထွက်ရအမိန့်ထုတ်ထားပြီးစားတောက်ကုန်တွေတည်ယူခွင့်မှာပိတ်ပင်ထားတဲ့တဲ့ ွေစေးမြင့်တက်လာတာနဲ့အမျှရွှေလုံးသူမရှိပဲရွှေရောင်းသူသာများနေတဲ့တဲ့။တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကမြို့မစီထဲမှာပလတ်စတစ်လျှော့ချရေးဆိုပြီးအပတ်စဉ်တနင်္လာနေ့တိုင်းအင်ဘတ်တွေဝင်နေတဲ့တဲ့ရင်အမေရိကန်ဘက်ကငွေကြေးထောက်ပံ့မှုကိုတိတိတတ်တာလျှော့ချနေတာကြောင့်ပြည်ပြင်ပြောင်းလဲရေးမှာပူးပေါင်းဆောင်ရွက်ကြဖို့ကုလအထွေထွေမှုချုပ်တောင်းဆိုတဲ့တဲ့ရင်အဆရှိတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီးအရာရှိတအူအပါဝင်28ဦးသေဆုံးက30ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းရေတကြုံမြို့နယ်မှာမေလ9ရက်နေ့မနက်9နာရီဝန်းကျင်ခန့်ကခလာရ256 259 258တို့မှာစစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီးအရာရှိတအူအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်28ဦးသေဆုံးက 30ဦးနီးပါးဒဏ်ရာရရှိခဲ့တယ်လို့ South Town YSO PDF ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ရေစကြိုမြို့နယ်စင်ချောင်းပြည်သူ့စစ်ကြေးရွာမှထွက်လာတဲ့ခလာရ256 259 258တို့မှာအင်အား100ပါစစ်ကြောင်းကတစားကန်9ဦးတို့နဲ့အတူစစ်ကြောင်းထိုးလာခြင်းစံတေရွာမြောက်ဘက်မှာတော်လရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ Southern YSO PDF ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားချိန်တနအီဝင်းကျင်ခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီကင်းထောက်ဒရုန်းတစ်စီးကိုပစ်ချနိုင်ခဲ့တယ်လို့လည်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Southern Wireless ဆို PDF နတ်မီချောင်းစစ်စီရေးမှဦးစီးဆောင်ရွက်ခဲ့ပြီး Southern Local တပ်ပေါင်းစု BNRA အဖွဲ့တို့ကပူးပေါင်းပြီးကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရှိရပါတယ်။တိုက်ခိုက်မှုအတွင်း Southern Wireless ဆို PDF မှာရဲဘော်လာပြီးဟာတိုင်းပြည်အတွက်မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီးဆယ်ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ဖွဲ့တွေကရေတကြိုမြို့နယ်တဲတော်ရွာကိုပါရာမော်တာမရှိနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတအူးတေဆုံးပြီးနေပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့နဲ့6ရက်နေ့ကလည်းမြန်မြို့နယ်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ပခုတ်ကူတပ်မတရတဲမှစစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ ဒုတိယသတင်းတပုတ်အနေနဲ့ဒီကနေ့မနက်6နာရီခန့်မှာမန္တလေးမြို့မှာအင်အား3.8အစီရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးမြို့မှာဒီကနေ့မနက်6နာရီခန့်ကအင်အား3.8အစီရှိကြောက်ဆယ်မြို့မှာ23မိုင်အကွာကိုဗဟိုပြုပြီးငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါငလျင်လှုပ်ခတ်မှုကြောင့်နေအိမ်တွေထဲမှာအိမ်နေကြသူတွေနဲ့ပြန်လည်တိဆောက်ရေးလုပ်နေကြတဲ့ဆောက်လူရေးသမားတွေအပြင်ဘက်ကိုထွက်ပြေးခဲ့ကြရတယ်လို့လည်းသိရှိရပါတယ်။ တက်ချက်ထဲလှုပ်တာဒုံးကနေမြည်သွားတာအတန်ကျဲတယ်။အိမ်ပြန်ဆောင်နေကြတဲ့ပရံအဖွဲလည်းအိမ်ပြင်ကိုစင်းပြရတာလို့ဒီတခန့်တကူကမြို့တော်ကို ပြောပါတယ်။မန္တလေးမြို့ခံတွေမှာလည်းအခုမနက်9:00နာရီအကျော်ထိနေအိမ်တွေကိုပြန်မဝင်ရဲကြပဲအပြင်ဘက်ကအရေးရတဲ့နေရာတွေမှာထွက်နေကြရတယ်လို့လည်းပြောထားပါတယ်။သူကတက်ချက်ထဲဆွဲခါလိုက်တယ်လို့ပဲလှုပ်သွားတာ။ဘယ်အချိန်ထိအခုလိုလှုပ်အောင်မယ်မသိဘူး။အခုလည်းအပြင်မှာပဲထိုင်နေကြရတာအိမ်ထဲမဝင်ရဲကြသေးဘူး။ အိမ်ကပြန်ဆောက်လက်စားဖြူထားတာတွေနဲ့အနေရများတယ်လို့မန္တလေးမြို့ခံတအူးကမြို့တော်ကို ပြောပါတယ်။အဆိုပါငလျင်လောက်ခတ်မှုဟာကြောက်ဆယ်မြို့နဲ့23မိုင်အကွာကိုဗဟိုပြုပြီး AR Restars K 3.8အစင်းရှိငလျင်လောက်ခတ်ခဲ့တာလို့သိရှိရပြီးမလ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ AR ပြင်ငလျင်ကြီးလောက်ခတ်ပြီးနောက်ပိုင်းနောက်ဆက်တွဲငလျင်လောက်မှုအကျယ်ရေ160ကျော်နေပြီလို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ တတရသတင်းတဘောအနေနဲ့အသက်35နဲ့60ကျော်အထိလူလတ်ပိုင်းနဲ့လူကြီးပိုင်းတွေကိုပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ဖို့လို့ဆိုကပတ်စံပေးပြီးသင်တန်းပေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အေယော်ရီတိုင်းဟင်္ဒရာခရိုင်အင်ကဘူမြို့နယ်တဲကကြီးရွာတွေမှာစစ်ကောင်စီကပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ဖို့လို့ဆိုကအသက်35နှစ်နဲ့60ကျော်အထိလူလတ်ပိုင်းနဲ့လူကြီးပိုင်းတွေကိုလိုက်လံခေါ်နေပြီးမီလာဆန်ရီနေကထူးကြီးမျိုးနယ်ခမ်းမမှာဟောပြောပွဲပြုလုပ်ပြီးသင်တန်းစာပေးတယ်လို့သိရှိရပါတယ်။ တင်နန်းတက်နေစဉ်ကာလအတွင်းတရက်ကိုဇေယျငင်း8000ကျပ်ပေးမှဖြစ်ပြီးအခြေခံတင်နန်း15ရက်တက်ရမယ်လို့သိရတဲ့အပြင်တင်နန်းဆင်းပြီးရကိုရွာကိုကာဝယ်ဖို့စစ်ကောင်စီကတာဝန်ပေးမယ်လို့ပြောဆိုစီရင်ထားကြောင်းသိရှိရပါတယ်။တင်နန်းကာလတရက်8000ရတယ်။ထမင်းကတော့စီပင်ကတာဝန်ယူကြွေးတယ်။သူတို့ချက်ကြည့်တဲ့ငားနဲ့အရွက်ကြော်နဲ့ပေါ့။တစ်နှစ်8000ရတယ်။တင်နန်းပြီးရင်တာဝန်တွေခွဲပေးမယ်ပြောတယ်။အဓိကကမြို့နယ်ဖွံ့ဖြိုးရေးပဲလုပ်ရမယ်ပြောတယ်။ တနတ်မကန်ရဘူးလို့တော့ပြောတယ်လို့တင်းနန်းတက်ရောက်နေသူနဲ့နှိဆက်သူတဦးကမြို့တော်ကိုပြောပါတယ်။ဒါအပြင်အင်ကပူမြို့နယ်တွေကကွင်းကောက်ဒေသလှဲမောက်အုပ်စုစောပြကျေးရွာကိုလည်းပြီးခဲ့တဲ့မေလ10ရက်နေ့ညနေပိုင်းကတတကငါကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသတင်းရလို့လို့ဆိုကရွာတွေကိုတပယ်ကတ်နှစ်စီးနဲ့ဝင်ရောက်ပြီးလူငယ်၃ယောက်ကိုဖမ်းသွားတဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့သေးတယ်လို့သိရှိရပါတယ်။အုပ်ချုပ်ရေးမှူးလည်းပါတယ်။စစ်ကားနှစ်စီးနဲ့ကလေး၃ယောက်ကိုဝင်ဖမ်းတာတင်းနန်းစင်းနေလို့သတင်းရလို့ဆိုပြီးဖမ်းတာ။ မိသားစုကိုလည်းလိုက်မလာနဲ့နောက်ရက်အကြောင်းပြန်မယ်ဆိုပြီးခေါ်သွားတာလို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ AR တိုင်းနယ်ကမြို့နယ်တွေမှာအာရခတက်တော် A နဲ့စစ်ကောင်စီအကြတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ရေးရှုံးနိမ့်လာတာတွေကြောင့်စစ်ကောင်စီတပ်ကပြည်သူတွေအပေါ်အကြောင်းမဲ့ဖမ်းဆီးနေတဲ့အပြင်စစ်တီ AR တိုးလာစီရန်အတွက်လည်းလူကြီးတွေကိုပါမကြမ်းအတင်းအဓမ္မစစ်တင်တန်းတွေပေးနေတာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတပေါ်အနေနဲ့တပင်းမြို့နယ်တွေကစာတင်ချောင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့ဝေဖန်မှုတွေထွက်ပေါ်နေချိန်မှာစစ်ကောင်စီကလေကြောင်းလူငယ်တင်နန်းပေးသတင်းကိုဝါဒဖြန့်ဖော်ပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မနေ့ကမေလ12ရက်နေ့မှာသခိုင်းတိုင်းတပင်းမြို့နယ်ဦးထိန်တွေးကြီးရွာမှာရှိတဲ့စာတင်ချောင်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလင်းငယ်တွေအပါအဝင်၁၈ဦးထပ်မံနေတိတ်ဆုံးခဲ့မှုကြောင့်ဝေဖန်မှုတွေထွက်ပေါ်နေချိန်မှာစစ်ကောင်စီရဲ့ဒီကနေ့ထုတ်ဝါဒဖြန့်သတင်းစာတွေမှာ လေကြောင်းလူငယ်တင်နန်းသတင်းကိုဟွာရဖြက်ဖော်ပြခဲ့ကြပါတယ်။တပည့်မျိုးနယ်ကအိုထိန်တွေးစတင်ကြောင်းလေကြောင်းတိုက်ခိုက်ခံရပြီးဒီကနေ့မေလ23ရက်နေ့မှာထုတ်ဝေတဲ့စစ်ကောင်စီသတင်းစာရဲ့ဖော်ပြချက်အရအခြေခံလေကြောင်းလူငယ်တင်နန်းအမှတ်စဉ်တင်မြင်ဆောင်2025နဲ့တမ်းမြင့်လေကြောင်းလူငယ်တင်နန်းအမှတ်စဉ်တင်မြင်ဆောင်2025တင်နန်းများကိုဧပြီလ22ရက်နေ့မှာစပြီးဖွင့်လှစ်နေကြောင်းနဲ့တင်နန်းသားများနဲ့နှီးပြအုပ်ချုပ်သူများဟာလေရီရဟယင်များနဲ့လိုက်ပါပြန်တမ်းရန် ပြိုင်ပွဲများကျင်းပရန်လေးလာရေးခရီးစဉ်များဆောင်ရွက်ရန်စူပေါင်းတင်နန်းစင်ပွဲအခမ်းအနားကျင်းပပြုလုပ်ရန်နှင့်စစ်တပ်အကြီးအကဲရဲ့ဩဝါဒခံယူရန်အတွက်မေလ17ရက်နေ့တွင်နေပြည်တော်ကောင်စီနေမြေသို့ရောက်ရှိကြကြောင်းဖော်ပြထားပါသည်။ဒါအပြင်ရေချောင်းလူငယ်အခြေခံနှင့်တမ်းမြင့်တင်နန်းများကိုလေ့ကျင့်သင်ကြားလျက်ရှိပြီးမနေ့ကမေလ17ရက်နေ့မှာစကမ်းပေါင်းစုံမှတင်နန်းသားတင်နန်းသူများဟာရန်ကုန်မြို့ရှိတမတော်ရေလေလော်ရွက်တိုက်အသင်းအင်းလျာကံမှာ စခန်းပေါင်းစုံရည်တက်တာအဆက်ပြတ်ဆက်သွယ်ရေးဆိုင်ရာပြိုင်ပွဲများနဲ့လေလော်ရွက်တိုက်ပြိုင်ပွဲများကိုကျင်းပခဲ့ကြောင်းဖော်ပြထားပါတယ်။မနေ့ကတပရင်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့လေဆောင်တိုက်ခိုက်မှုဖြစ်စဉ်ကိုလည်းစစ်တပ်ထောက်ခံသူလော်ဘီများကလက်လုံပုံနဲ့ဂျော်ပုံများထုတ်လုပ်တဲ့နေရာဖြစ်ကြောင်းပုံဖော်ရေးသားခဲ့ကြသလိုစတင်ကြားရတဲ့အချိန်နဲ့နေရာမဟုတ်ကြောင်းဝေဖန်ပြောဆိုတာတွေကိုတွေ့ရပါတယ်။ဆောက်လုပ်ရေးအင်ဂျင်နီယာတအူးကတော့စစ်လော်ဘီတံပြန်ဝါရဖျက်တဲ့စတင်ကြောင်းနဲ့ အခုလေကြောင်းတိုက်ခိုက်ခံရတဲ့စာတင်ကြောင်းအဆောက်အဦပုံစံချင်းမတူကြောင်းထောက်ပြပြောဆိုထားတာကိုလည်းတွေ့ရပါတယ်။ចောင်းသားចောင်းသူတွေတည်ဆုံတဲ့သတင်းကိုဖုံးကွယ်ဖို့အတွက်ចောင်းသားចောင်းသူတွေကိုလေကြောင်းလူငယ်တင်တန်းနဲ့ရေကြောင်းလူငယ်တင်တန်းတွေဖွင့်လွှတ်တဲ့သတင်းတွေကိုဖော်ပြပြီးဖုံးကွယ်ဖို့ကြိုးစားနေတာဖြစ်တယ်လို့စောင့်ကြည့်နေသူတွေကထောက်ပြထားကြပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ညနေ6:00နာရီကနေမနက်6:00နာရီအထိညမထွက်ရအမိန့်ထုတ်ထားပြီး ာတောက်ကုံနေတည်ယူခွင့်မှာပိတ်ပင်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ EAR တိုင်းပသိမ်ခရိုင်တာပေါင်းမြို့နယ်တွေကကြေးရွာတွေကိုမေလ17ရက်နေ့ကနေစတင်ပြီးစစ်ကောင်စီကညနေ6နာရီကနေမနက်6နာရီအထိညမထွက်ရအမိန့်ထုတ်ပြီးစားတောက်ကုံတွေတည်ယူခွင့်မှာပိတ်ပင်ထားတယ်လို့ဒေတာတွင်သတင်းမြစ်တီထံကနေတဆင့်စုံစမ်းသိရှိရပါတယ်။ညနေ6နာရီကနေမနက်6နာရီအထိညမထွက်ရပိတ်ပင်လိုက်ပြီးနောက် စက်တုံခင်းဂိတ်ကနေကစင်းတော့ရွာအထိဂိတ်ကိုမဖြတ်ရအမိန်ကိုနှုတ်မိတ်နဲ့ကြီးညာထားတာကြောင့်ကြီးရွာတွေကတိတ်ခုတ်သမားတွေတော်တက်ပြီးညနေမှောင်မှပြန်ရတဲ့ရွာသားတွေကိုပါဖျက်တမ်းခွင့်မပြုတော့ဘဲလမ်းမှာသာအိတ်ခိုင်းတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရှိရပါတယ်။စက်တုံခင်းဂိတ်ကိုဖျက်ပြီးတဲပြူဘက်လာလို့မရဘူး။ကစင်းတော့ဘက်ကနေလဲတာပေါင်းဘက်ကိုလာလို့မရဘူး။အဲနှစ်ခုကနေပိတ်ထားတာမနေ့6ကနေညနေ6အထိပဲဖျက်လို့ရတယ်။ တော်လို့အကင်တိခုတ်ရောင်းချရတဲ့သူတွေအတွက်အတော်လေးဒုက္ခရောက်တယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်အဆိုပါဂိတ်တွေကဒေသတွင်းကြီးရွာတွေကိုစံနဲ့စားတောက်ကုန်တွေလဲတည်ယူခွင့်ပိတ်ပင်ထားလို့ကြီးရွာတွေကဈေးဆိုင်ကုန်စုံဆိုင်လေးတွေမှာတနေ့စာဝယ်ယူစားတောက်ရတဲ့ပြည်သူတွေအတွက် အရင်လိုဝယ်မရတော့ဘဲဝယ်ချမ်းရတာခက်ခဲလာတယ်လို့စုံစမ်းသိရှိရပါတယ်စံနေငပိတွေကအစာဝယ်ခွင့်မရဘူး ဝယ်လို့မရတော့အင်ဆိုင်ဒီမှာစံနေနေစီနေနေတနည်းစာလေးဝယ်စားရတဲ့အခြေခံလူတန်းစားတွေအတော်ဒုက္ခရောက်ကုန်တယ်လို့နောက်ထပ်ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်။တာမန်ပြည်သူတွေကဂိတ်ဖြတ်တန်းခွင့်နဲ့စားတောက်ကုန်တဲ့ခွင့်ပိတ်ထားပေမဲ့စစ်ကောင်စီတပ်နဲ့ရင်းနှီးတဲ့လုပ်ငန်းရှင်တွေနဲ့အုပ်ချုပ်ရေးမှုတွေကတော့ရိတ်ခတင်သွင်းခွင့်နဲ့ရောင်းချခွင့်ရနေကြတယ်လို့စုံစမ်းသိရှိရပါတယ်။တာပေါင်းမြို့နယ်ကကြေးရွာတွေမှာစစ်ကောင်စီနဲ့အာရခတပ်တော်အေအေနဲ့ပူးပေါင်းတပ်တွေအကြတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကတော်လရေးလက်နက်ကင်တပ်ဖွဲ့တွေကိုထောက်ပံ့မှာဆိုတာကြောင့်အခုလိုကြေးရွာတွေကိုကတ်တက်ဖြတ်တောက်လိုက်တာဖြစ်နိုင်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွှေစည်းမြင့်တက်လာတာနဲ့အများရွှေလုံးသူမရှိပဲရွှေရောင်းသူသာများနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မြမငွေစည်းကျဆင်းလာမှု၊ကုန်စည်နှုန်းကြီးမြင့်လာမှုနဲ့နိုင်ငံရေးပြဿနာတွေကြောင့်ပြည်သူတွေစားဝတ်နေရေးဖြည့်ရှင်ဖို့ရွှေတွေနဲ့ HMI တွေပေါင်နှံရောင်းချမှုတွေနဲ့ ဝိုင်းရေးဖြည့်ရှင်းနေရသူတွေအရင်ကထက်ပိုများလာတယ်လို့စုံစမ်းသိရှိရပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမြမငွေစည်းကြဆင်းလာမှုတွေနဲ့အလို့အကန်ရှားပါးတာတွေကြောင့်စားဝေးနေရေးဖြည့်ရှင်းမှုအတွက်ရှိတဲ့ပစ္စည်းတွေကိုပေါင်နှံစားတောက်နေရတယ်လို့သိရှိရပြီးရွှေဆိုင်နဲ့အပေါင်ဆိုင်တွေမှာရွှေဝယ်သူထက်ရွှေအောင်သူတွေသာများနေတယ်လို့သိရှိရပါတယ်။ရွှေတကြက်သာတိန်း80ကျော်မှာဘယ်သူမှရွှေမလုံနိုင်ကြတော့ဘူးရှိတဲ့ရွှေလေးပေါင်တဲ့သူနဲ့ရောင်းတဲ့သူပဲရှိတယ် ဆိုင်မှာပေါင်တဲ့သူထက်ရောင်းတဲ့သူကများတယ်။အရင်နှစ်တွေတုန်းကတော့စဘာပေါ်နှမ်းပေါ်ချိန်အနေအပါသူ့ဟာနဲ့သူတော့လဲပတ်တယ်။အခုနှစ်ကတော့အဝဲကိုမရှိဘူးလို့ရွှေဆိုင်ပိုင်ရှင်တပူကမြို့တော်ကိုပြောပါရယ်။ရွှေဆိုင်နေမှာအရင်လိုရွှေလုံးသူနဲ့ပါလာတာကြောင့်ရွှေဆိုင်ဝန်ထမ်းတွေရှော့ချတာတွေရှိလာပြီးတချို့ပရိသတ်ရာတွေအလုတ်နားနေရတယ်လို့သိရှိရပါရယ်။မြို့ကြီးတွေမှာတော့အလုတ်ကရမှာပါ။ကျွန်တော်တို့နေမြို့တွေမှာကအဝဲနေတယ်။ ဝယ်ရင်လည်းလက်ခအယောတော့မပေးရတဲ့ရွှေအတုံးပဲဝယ်ကြတာဒါလည်းဝယ်တဲ့သူက အလွန်နေပါလေအရင်ရှိတဲ့ရွှေတွေပဲဆိုင်ကရောင်းရတာအထည်လေးတွေလာရင်တော့လောက်ရတာရှိတယ်အရင်လိုလားကားနဲ့မဟုတ်ပဲအထည်ရှိမှခေါ်တာမျိုးဆိုင်ကိုသွားလို့ပေးရတာလို့ဗရိစီယာတဦးကလည်းမြို့တော်ကိုရှင်းပြပြောဆိုထားပါတယ်မြမပြည်ရင်းကပြည်သူတွေကရှေးရင်းဆွဲမြမရွှေတွေကိုပြန်လဲရောင်းချပြီးနိုင်ငံခြားကဝင်လာတဲ့ 80k 24k တွေနဲ့တခြားရွှေအစားတို့ပစ္စည်းတွေအပြည့် အထယ်လှပြီးဈေးတက်တာတဲ့ရွှေတဲ့ပစ္စည်းတွေကိုသာအစာထိုးဝစ်စင်လာကြသလိုရွှေဆိုင်တွေကလည်းမြမရွှေထက်ဈေးတက်တာတဲ့ရွှေတဲ့ပစ္စည်းတွေကိုရောင်းချလာကြတာကို တွေ့ရပါတယ်။မနေ့ကမေလ7ရက်နေ့မနက်ပိုင်းမြမရွှေဈေးဟာ85သိန်းကျော်ရှိပြီးကမ္ဘာရွှေဈေးဟာ3229တသမ38 USD ဒေါ်လာရှိတယ်လို့သိရှိရပါတယ်။ရွှေဈေးမြင့်တက်လာမှုနဲ့မြမငွေဈေးကျဆင်းလာမှုတွေဟာဆက်မထိန်ထားနိုင်ရင်ချမ်းသာတဲ့မိသားစုတွေကလွဲရည် တာမန်ပြည်သူတွေရွှေဝိစင်နိုင်မှုခက်ခဲတဲ့အနေအထားကိုရောက်ရှိသွားနိုင်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကမြို့မစည်းထဲမှာပလတ်စတစ်လျှော့ချရေးဆိုပြီးအပတ်စဉ်တနင်္လာနေ့တိုင်းအင်ဘတ်တွေဝင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်း6မြို့နယ်မှာစစ်ကောင်စီလာအောက်ခံတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက6မြို့မြို့မစည်းထဲမှာ တနင်္လာနေ့တိုင်းပလတ်စတစ်ရှော့ချရေးလို့ဆိုကအင်ဘတ်တွေဝင်နေတယ်လို့သိရှိရပါတယ်။မနေ့ကတနင်္လာမှာပဲတပည့်မျိုးနယ်နဲ့မကွေးတိုင်းခံကောမျိုးနယ်တွေမှာလေကြောင်းပုံကျဲလို့ကလေးငယ်တွေအပါအဝင်လူအမြောက်အများတိုက်ဆုံခဲ့ရခြင်းစစ်ကြီးဒေသတွေမှာတော့စစ်ကောင်စီရဲ့တဘာဝပတ်ဝန်းကျင်ထိတ်သိမ်းရေးအဖွဲ့နဲ့စီပင်ကအခုလိုမျိုးမဈေးတွေထဲမှာအပတ်စဉ်ဟန့်ပြလုပ်ပြနေတာဖြစ်ပါတယ်။ပလတ်စတစ်ရှော့ချရေးအတွက်ဆိုပြီးစာရွက်တွေဝေတယ်။အင်ဘတ်တွေဈေးဆိုင်တစ်ဆိုင်ကိုနှစ်ရွက်ဝေတယ်။ ဈေးရေပလတ်စတစ်အိတ်သုံးတဲ့ဆိုင်တွေကိုလည်းလိုက်ပြီးစစ်တယ်။ခစ်ပြတ်နေချိန်အခုလိုတွေဟန်ရေးပြပြီးဖော်ရှိုးလုပ်ပြနေတာကဈေးသက်တွေအတွက်အနှောက်အယှက်အတော်လေးဖြစ်ရတယ်လို့ဈေးသက်တအူးကမြို့တော်ကပြောပါတယ်။စစ်ကောက်စီကပလတ်စတစ်ရှော့ချရေးအတွက်လို့ဆိုက အခုလိုမျိုးမဈေးတွေမှာအင်ဘတ်တွေကိုတစ်ပတ်တစ်ချိန်တဆိုင်ကိုနှစ်ရွံ့နှုံးနဲ့ဟန်ပြဝေပြီးဈေးဆိုင်တွေကျွတ်ကျွတ်အိတ်သုံးရင်လည်းဈေးကော်မတီအဖွဲ့နဲ့အရေးယူမယ်လို့ပြောဆိုထားကြောင်းသိရှိရပါတယ်။တစ်ပတ်တစ်ချိန်အင်ဘတ်လေးဟန်ပြဝေတယ်။ တဆိုင်နှစ်ရွက်အဲ့နှစ်ရွက်နဲ့ဘလို့မှရောက်မရဘူးတချို့ဟာတွေကကျွတ်ကျွတ်အိတ်နဲ့ထုံမှရတဲ့ဟာတွေမိုးရင်းကပဲဟင်းကြီးကိုအင်ဘတ်နဲ့ထုံမရဘူးဆိုတာသူတို့မသိတာလည်းမဟုတ်ဘူးဇူကြီးတွေလှုပ်ပြနေတာအင်ဘတ်မတုံးမဲ့ကျွတ်ကျွတ်အိတ်တုံးရင်အေးအေးယူမယ်ဆိုတာပဲပြောနေကြတယ်လို့နောက်ထပ်ဈေးတဲ့တဝူကမြို့တော်ကိုပြောပါတယ်စစ်ကောင်စီကသူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေကဈေးတွေမှာအခုလို့ပလတ်စတစ်အိတ်အစားအင်ဘတ်တွေတုံးမှုနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုလို့ဆိုတာ အပတ်စဉ်တနင်္လာနေ့တိုင်းကြီးညာပြီးသူတို့အခွဲလာရင်ဈေးတွေက plastic 8တွေဖွာထားရတာလေအလုပ်တစ်ခုလို့ဖြစ်နေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ဘက်ကငွေကြေးထောက်ပံ့မှုကိုတိတိတတ်တာရှော့ချနေတာကြောင့်ပြည်ပြင်ပြောင်းလဲရေးတွေမှာပူးပေါင်းဆောင်ရွက်ကြဖို့ကုလအတွေ့အကြုံမှုချုပ်တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်ပြည်ထောင်စုဘက်ကငွေကြေးထောက်ပံ့မှုကိုတိတိတတ်တာရှော့ချနေတာကြောင့်ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်ရမှာပူပေါင်းဆောင်ရွက်ကြဖို့ကုလသမဂ္ဂအထူးရေးမှူးချုပ်အန်တိုနီယိုဂူတာရက်ကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုတောင်းဆိုလိုက်ပါတယ်။ဂူတာရက်ကဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုချက်တွေနဲ့ပတ်သက်ပြီးအဖွဲ့ဝင်နိုင်ငံတွေကိုမေလ12ရက်နေ့ကရှင်းပြခဲ့ပြီးဆောင်ရွက်နေတဲ့လုပ်ငန်းတွေဟာထိရောက်မှုမရှိကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။သူကအမြင်မှုဆိုတာကကျွန်တော်တို့ပြုစုလိုက်တဲ့အစီရင်ခံစာအရေးအတွက်ဒါမှမဟုတ်ကျင်းပတဲ့အစည်းအဝေးအရေးအတွက်နဲ့တိုင်းတာလို့မရပါဘူး။ လူတွေရဲ့ဘဝတွေမှာကျွန်တော်တို့လှုပ်ပေးကြတဲ့တကယ့်ကမ္ဘာအပြောင်းအလဲကိုသာကြည့်ရမှာပါလို့ပြောခဲ့တာပါ။ဂူတာရက်ကအစုအဖွဲ့တွေကိုပေါင်းစည်းခြင်းဌာနရည်တည်ချက်နဲ့လုပ်ငန်းဆောင်ရွက်မှုထပ်တူကြမှုမရှိတာတွေကိုဖယ်ရှားခြင်း၊ဝန်ထမ်းတွေကိုကုန်ကျစရိတ်ကြီးမားတဲ့နေရာတွေကရွှေ့ပြောင်းခြင်းနဲ့အခြားပြောင်းလဲမှုတွေပြုလုပ်ဖို့စဉ်းစားနေကြောင်းပြောကြားခဲ့ပါတယ်။တချို့နိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေကပုံမှန်ထိရောက်မှုရှိစေဖို့တောင်းဆိုခဲ့ကြပြီးအဓိကအနေနဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂရဲ့စီမံကိန်းတွေဒါမှမဟုတ်ထောက်ပံ့မှုတွေညှော်နှဲသွားမှာကိုစိုးရိမ်နေကြပါတယ်။ကုလသမဂ္ဂရဲ့အမေရိကန်နိုင်ငံဆိုင်ရာတာအမတ်တာဝန်ထမ်းဆောင်သူဒိုရိုတီရှိကကုလသမဂ္ဂဟာသူ့ရဲ့အဓိက USC ကိုပြန်လည်ရောက်ရှိရမယ်လို့ပြောကြားခဲ့ပြီးကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းဟာနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးထိမ့်သိမ်းရေးကိုအာရုံစိုက်တင်ကြောင်းပြောကြားခဲ့တာပါ။ကုတာရကတော့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုအာရုံစိုက်ပြီးဖွံ့ဖြိုးရေးနဲ့လူ့အခွင့်အရေးဆိုင်ရာအားထုတ်မှုတွေကိုမေ့ပြင်မယ်။ ဒါမှမဟုတ်ဆော့ချပစ်မယ်ဆိုတဲ့အတွေ့အခေါ်ဟာလုံးဝကိုမှားရွေးတဲ့အတွေ့အခေါ်ပဲလို့ပြန်လည်ပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂဟာရေရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်တွေလိုမျိုးသူ့ရဲ့ရည်ရွယ်ချက်နဲ့မူဝါဒတွေကိုဆက်လက်ထိန်းသိမ်းရမှာဖြစ်ကြောင်းသူကထပ်မံပြောကြားခဲ့ပါတယ်ရှင်။ယူရိုရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးကြတာပါထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့ယူရိုရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ် ြည်သူများအားလုံးကိုယ်စိတ်နှပြချမ်းမာချမ်းသာကြပြီးဆရာနာရှင်စနေဆိုလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရနေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။